င်္ဂလာပါင်္ဂလာပါဟုတ်ကဲ့ပါပြန်ပြီးဆက်ပြီးပါโอเคဟုတ်မာရောမဆုံမာပါ Lemon Aesthetic မှာ co-founder ပါအခုလက်ရှိတော့အမကဖေးကြီးနဲ့မမလက်မိသားစုနဲ့အတူတူနေနေပါတယ်အမရှိကတော့ပြည့်ရတိုင်းတော့ပြန်ပြစ်ပါတယ်အိမ်မှာပဲမိပါရင်အမေနဲ့တော့ဆက်သွေးရတခါတလေတော့ရှိပါတယ်အမေစီပြန်ပြစ်တာတကူလာလို့အလုပ်ပေးရဆိုရင်တော့ပြန်ပြစ်ပါတယ်အာအမေကအရင်ကလူညံ့နေမိမတယောက်ပေါ့ဟမ် ပြင်းစိတ်သဘောတိုင်းရင်ကောင်းတယ်သူဘောကမှသူဒေါသထွက်လာဆိုတော့ခါမှမတွေ့ဘူးတလို့ပဲယောက်ျားဆန်နေငငယ်ဝဲပဲရှာလို့တော့ထင်ရတာအာဆိုတော့စကားပြောတာမြန်တယ်စိတ်မြန်တယ်နည်းနည်းအာကလေးနည်းနည်းဆန်တယ်တခုဆိုလို့ရှိရင်သူဖြစ်ချင်တာကိုရင်ဥအောင်ပြောတတ်တယ်ဒါပဲအရန်ကိုနေထွေးရယ်နှူးညံ့နေအာစိတ်ထားအရန်ကောင်းနေပေါ့နော်ပြီးတော့သူကအမြဲတမ်းတရားတွေလည်းထိုင်နေစိတ်ပတိလည်းစိတ်တယ်ဆိုတော့ ဘာသာရေးလည်းအရင်ကိုင်းဆိုင်နေပေါ့နော်အဓိကတော့ကလေးတွေပုံမှာသူကနုံနုံညံ့ညံ့နဲ့အမြဲဆက်ဆန်နေအမားတို့ဆိုတိတ်တောင်အစုမခံထိဘူးပေါ့နော်ငယ်ဘဝမှာအာကျွန်တော်ပန်းအနေနဲ့ပဲတင်စားပြီးပြောလိုက်မယ်ပေါ့နော် အမေရချတော့ရဲရင်နဲ့ပြတ်သားတယ်အလုပ်လုပ်ပြီဆိုလို့ရှင်လေသူတယောက်တည်းပဲဦးဆောင်ပြီးလုပ်တယ်အင်းအမ်းဒါဆိုကိစ္စတွေအကုန်လုံးသူပဲတာဝန်ပြီးတော့ဖြစ်ရှင်းပြီးတယ်ခေပန်းနဲ့တူတယ်အာခေပန်းနဲ့ဘာလို့တူလဲဆိုတော့အမ်းအမေကအဲတခါလျံကြလို့ရှင်လေအရန်ချစ်ဖို့ကောင်းတယ်မှုရင်းနဲ့ထုတ်တတ်တူမျိုးပေါ့နော်တခြားမကြိုက်တဲ့ကိုမကြိုက်တဲ့အချိန်တွေမှာဆိုဒီခေပန်းကအရန်ဘယ်လိုပြောမလဲဟိုလူမတက်တာတဲ့အနံ့မျိုးရဟစေရဲဆိုတဲ့ပုံစံမျိုးဖြစ်တယ် သူလူပြစ်နေရတာသူသားသမီးတွေအတွက်ဆိုပြီးတော့ဖြစ်တည်နေလူမျိုးအမေကဟာဟာဘော2018နောက်တော့ဘောနော်အမားနဲ့မိန်းနဲ့နှစ်ယောက်တည်းအတူတူခရီးသွားတာဗောဒီပြင်ဦးလွင်တော့မန္တလေးတော့အထက်ဘက်ခရီးသွားတော့နှစ်ယောက်တည်းအဲ့ဒါတော့တော့မမေ့နိုင်ဘူးအရန်လဲပြောခဲ့ရပါတယ်လို့အမေရဆိုလို့ရှင်တော့ အော်အမအရင်တော့ဟိုနိုင်ငံညမှာအလုပ်လုပ်တော့မှတနေ့ကိုတစ်ခေါက်နောက်ခေါက်တော့အမြင်နဲ့ပြန်တယ်ပြန်လာရင်ခီးနှစ်ခုမြင်တော့တယ်သွားတိုင်းမှာပုံမှန်တော့ကွက်ကိုသွားတာများအဲ့ခါကမေးကိုကလောက်ခေါက်တာပေါ့လေအရင်ပြောတာပခီးသွားရင်ပြောတယ် မဆုံးခင်ပေါ့အမနောက်ဆုံးတွေ့ရတာပေါ့နော်အသက်ရှင်ရတွေ့ရတဲ့ချိန်မှာအာစင်ကာပူချိုင်ကြီးရဲ့ airport မှာသူလူကျင်တဲ့ပေါ့နော် perfume တော်တော်ဆေးကြီးရဲ့အဲ့ဒါအမကောက်ဝယ်ပေးလိုက်တော့သူအရန်ပျော်သွားတယ်ပြီးတော့သူပြောတဲ့စကားကလည်းအမြဲပေါ့နော်ဟိုအမကအမြဲတမ်းသမီးကောင်းတယောက်သူ့အတွက်တော့ဖြစ်တယ်လို့ပြောသွားပါတယ်အဲ့ဒါတော့အမဘဝမှာဒါအမအမှတ်အရဆုံးပေါ့နော်ပါဆာဆာပါလို့လို့တပ်ပုံရိုက်ရှင်တယ်သူတပ်ပုံရိုက်ပြီးခုနလေးဆိုရိုက်ပြီးအဲ့အပြင်ဟိုအမသူ့ကိုယ်တိုင်မိတ်ကပ်တင်ပေးရတယ် အဲ့လိုမျိုးဆိုရင်တော့မမတ်ရရဆိုရင်အဲ့လိုအမေစိတ်ဆိုးနေတဲ့အချိန်မှာပေါ့အာကျော်လို့မေးခုံရင်လှုပ်လှုပ်ချင်ရင်မေးလှုပ်စေတန်းတန်းခါတော့ပေးလိုက်တဲ့အချိန်မှာပြတ်ထုတ်ပလိုက်တယ်အဲ့ဒါတော့အမတ်တရအောင်ငြင်းရမှတ်ရတယ်ဒီကိုကဒီဆိုင်ထိုင်ခြင်းလဲဆိုလို့ရှိရင်သူကမဟုတ်ဘူးတခြားဆိုင်ထိုင်ခြင်းနာတော့အဲ့လိုမျိုးပေါ့ဒီအကြိုက်ခါလဲတိတ်မတူနောက်ဆုံးတစ်ခေါက်ကတော့ဒီညီမလေးနိုင်ငံခြားမထွက်ခင်ပေါ့ ဒါတွေ့ခဲ့တဲ့အချိန်ဆိုလို့ရှင်တော့တောင်ကြီးမှာပေါ့ဟိုဘက်မရောက်ဒီဘက်မရောက်နေရလေးပေါ့အဲ့မှာတော့မိသားစု trip အနေနဲ့တော့နောက်ဆုံးတွေ့ခဲ့တယ် match လာလောက်ကပေါ့အမေအိမ်ကိုပြန်တဲ့အခါမှာဟိုသဘောကြဆုံးအချက်ကတော့အမေဟင်းချက်စဲတက်ရပါတော့ဆာဟာရာရင်ချိန်ပါတယ်ဟုတ် မာကိုအာပေါ့အလောက်ကပြန်လာတယ်ကိုကတော့ဘယ်ဟင်းချက်လဲတော့မေးထားအောင်ဒါပေမဲ့ကိုကပြန်လာတဲ့အချိန်မှာဟင်းကိုဖွင့်လိုက်တဲ့အခါမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်အများနဲ့တော့ဇွဲကုန်ထဲမှာခုခတ်ပြီးသားအစင်းသက်ရှိပေမဲ့အာပေါ့နော်ကိုကအဲ့လိုမတွေ့ပဲနဲ့ဟင်းကိုလည်းသွားဖွင့်လိုက်တဲ့အခါကျတော့ကိုကြိုက်တဲ့ဟင်းစမောင်ကျော်ဖြစ်နေတဲ့အခါမှာအရင်ပျော်ရွှင်ရတယ်ထမင်းအစင်းစင်းထားရတယ်ပေါ့ပြီးလို့ရှိရင်အဲ့ရအခြေအဲ့ရအိမ်မှာကျတော့ချက်ဝင်းကျက်ကျင်နဲ့နေရအနေချင်းတို့နေရတယ်ပေါ့ ဒီနောက်ပိုင်းဘူးချိန်ထိအမဆိုပါဆိုအမပိတ်ရဲ့အိမ်ပြန်လဲသူအမြဲလုတ်ပေးနေလက်ဖက်လက်ဖက်နှစ်ပေါ့နော်အဲ့လက်ဖက်ကတော့အမခွေလည်းရမ်းချိုက်တယ်အမဆိုင်ကလေးလည်းချိုက်တယ်အဲ့ဒါတော့ all time favorite အမေဟင်းချက်ထမတော်အမေလည်းအမချိုက်ဆုံးပါမှမရှိဘွယ်အစင်တင်ပြင်ပေးထားတာပြီးတော့အရင်အမပြင်မှန်းတဲ့နေ့ဆိုလို့ရှင်တစ်ခါလေးဒီလောက်ပြန်နေဆိုလို့ရှင်မရက်ထမင်းခုတ်ကြရပေါ့အရင်အစင်ပြပါလေမရက်အလောင်းစိတ်ပိုင်းရပေါ့ တမျက်နာလုံးပဲပေါ့ဘယ်တော့မှသာသမီတွေကိုစိတ်မဆိုးတာပဲတကယ်ဘယ်တော့မှစိတ်မဆိုးအဲ့စိတ်ပိုင်းကတော့အလားဆုံးလို့ထင်မင်းကတော်တော်လာရရလဲရှိရယ်ဒါလဲဖြူတယ်ပြောလို့ရှင့်တော်တော်လေးတော့လှတယ်ဟိုအပြင်နေပါရေးသွားလို့ရှင့်ရုပ်ရှင်မင်းသမီးဘဝအောင်နဲ့တော့မှားကြတယ် အာဘယ်ချိန်တွားကြည့်ကြည့်ပေါ့နော်သူ့ကိုသူအရန်ကိုဘလို့လှပကြော်ရှင်းပြီးတော့နေတတ်တယ်။ရင်တော့လည်းလေရင်ဦးမှလည်းလှုပ်တယ်ငယ်တော့ဆိုလေရင်ပဲလည်းလှုပ်တယ်ဆိုတော့သူ့ကိုသူလည်းအမြဲ skin နဲ့ skin အင်မတန်ကြီးရယ်ပေါ့နော်။အာဒီလိုလုံးကို lotion လေးပြီးတော့ဘယ်ချိန်ကြည့်ကြည့်မှုကြိုင်ပြီးတော့တန်ရှင်းသက်ရအောင်နေတတ်တယ်အမိပါ။သူငယ်တော့သူရလာတဲ့အကြောင်းမိကအမြဲပြောပြလိုက်လို့ရှိရင်သူ့ဘဝမှာဘလို့ခက်ခဲခဲ့တယ်အဲ့လိုခက်ခဲကိုသူဘလို့ဖြေရှင်းခဲ့တယ် ဒီခက်ခဲတွေ့လာပြီဆိုလို့ရှိရင်ဘယ်လိုမျိုးကိုယ်စိတ်ကထားရမလဲအဲဘယ်လိုမျိုးပြန်ဖြေရှင်းရမလဲဘယ်လိုဘယ်လိုမျိုးစိတ်ထဲထားရမလဲအဲ့လိုမျိုးပဲအမြဲတမ်းသွန်သင်ဆုံးမလေးရှိရဲဆိုတော့လေခုနောက်ပိုင်းကလေးတွေကမအားရခက်ကကလေးလို့မဟုတ်ဘူးမအားရတော့ဆိုရင်မိဘပြောရင်တခေါမဲ့ပြန်မပြောအမအသားသမီးတွေကြာအဲ့လိုမဟုတ်ဘူးသူတို့မှာအမကိုအမြဲတမ်းသူတို့မှာ reason ရှိရဲပြန်ပြောတာတွေရှိရဲဒါတော့အမရိုက်တက်တယ်မိဘတွေမှာမပါဘူးပေါ့နော်ဆိုတော့ အာအရန်ကိုမမလည်းသူတို့နဲ့ပတ်သက်ပြီးတော့ခါကြရင်နောက်ပြီးတော့ walking mom လည်းဖြစ်တော့တချို့အရာတွေမှာမမ guilty ဘိုင်းနေရှိတယ်။အမေကနားတော့မဟုတ်ဘူး။အမေကသူသားသမီးတို့ပဲ။ထိမပေးနိုင်လို့လား။ဒါကတော်တော်ကိုပြောရဆိုတာခက်တိထိပါတဲ့အတွက်အမမအဲ့ဒီ feeling တွေတော့ရှိတယ်ပေါ့နော်။အဲ့ချိန်မှာတော့အမေတို့ကအမကိုဘယ်လိုလုပ်ခဲ့လဲ။အမအမြဲပြန်စင်စားတယ်။ဆိုတော့မမီကဘယ်လိုသင်ခဲ့လဲဆိုတော့ तू ကလူတယောက်ကိုနားဝင်အောင်ပဲပြောတာ။အေးအေးလေးပဲလာပြောတာ။ဒါပေမဲ့အဲ့ဒါကို तू က repetition အရမ်းလုပ်တယ်။ အဲ့တော့အမချိန်မှာလည်းအမကအခုအဲ့လိုပဲအမလုပ်နေရပေါ့နော်ညတိုင်းအချိန်ပေးတဲ့ကလေးကိုအချိန်ပေးပြီးတော့အမပြောချင်တာလေးတွေအမဖြစ်ချင်တာလေးတွေသူလမ်းမမရောက်အောင်လေးတွေအမနေ့တိုင်းအခုပြောပြနေရပေါ့နော်အမဖြစ်စေချင်တာကကြတော့ဟိုသူနာသူနာမျိုးကောင်းတယောက်ဖြစ်စေချင်တယ်ပေါ့နော်အဲ့ဒီအဲ့ဒီဘွဲကိုရအောင်ရှူပေးရတဲ့အမတို့တော့ကောင်းယူတယ်အမမိမအားကြဆုံးကတော့ ကိုသားသမီးတွေကိုချီတော့ပေါ်ကိုရက်သွားတဲ့အချင်းကိုမိသားစုနဲ့ကိုကိုချီတော့ရက်သွားတဲ့ဟာလေးမြင်ဒီကိုအားကြရတယ်။အမကလည်းတစ်ချိန်မှာအမသားသမီးတွေကိုသူ့ချီတော့ပေါ်သူရက်ပြီးတော့ဟိုသူ့ဟာသူလောကကြီးတစ်ခုလုံးရင်ဆိုင်နေတဲ့လူလေးပေါ့နော်လူခေါင်းလေးတွေဖြစ်စေချင်တယ်ပေါ့။မိဖို့နောင်နှောင်းရဆုံးခိစားတစ်ခုဆိုရင်တော့အတုံးမကြတာလို့ပဲပြောချင်တယ်။ကိုအတုံးမကြတာတော့ပဲနောင်နှောင်းရတယ်။ဘလို့ជីជីမမအမေပေါ့အမမျိုးမျိုးမရှိခဲ့ဘူး။ ခုချိန်မှာတွေးကြည့်လိုက်မှဆိုရင်အခုချိန်ထိအသုံးမကျသေးတဲ့အတွက်အဲ့ဒါလေးတစ်ခုပဲနောက်လိုက်ရတယ်အလုပ်ချင်းဆုံးဒီတမကအမလိန်မာပြီးတော့သူ့လိုအပ်ချက်လေးတွေဖြည့်ဆည်းပေးချင်တယ်ဘရိုအမေကိုချစ်တဲ့အကြောင်းလေးကိုဘရိုဘယ်လိုမျိုးအခုအနေနဲ့အမေနာကြားမယ်ဆိုလို့ရှိရင်ဘရိုဘယ်လိုမျိုးအမေကိုချစ်တဲ့အကြောင်းလေးပြောချင်အမေကိုဘယ်လိုစကားလေးပါချင်လဲမေကိုချစ်တဲ့အကြောင်းအမေလေးသိပါ တူလည်းနေနေတော့လေအဲ့တော့ true true ပြောကြရတော့မလို့အများကြီးလည်းရန်လပွန်တနည်းလည်းနေနေတော့ရန်ချစ်ပါတယ်ကျမ်းမာရေးကိစ္စပါမေးအာပြန်တစ်ခါတလေပေါ့နော်အခါလေးမဟုတ်ပါဘူးခဏခဏပြန်ခံပြောမိတာလည်းအချိန်တိုင်းအမေကိုချစ်ပါတယ်အဲ့လိုလုံးနေရတယ်အကုန်လုံးကလည်းအမေအတွက်ပါပဲလို့ကျွန်တော်တို့လူငယ်တွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်ပေါ့နော်အများစုအချိန်မှာမိသားစု အထဲထဲမှာပဲဖြစ်ဖြစ်အပြင်ရောက်တဲ့အချိန်ပဲဖြစ်ဖြစ်ပေါ့နော်ကိုမိပါအောင်အဲချစ်တယ်လို့ပဲဖြစ်ဖြစ်တောင်းပန်တဲ့စကားပဲဖြစ်ဖြစ်ပြောတာအရန်ရှာလွန်းတယ်ဘယ်အချိန်မှာပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့စိတ်အားငယ်နေတဲ့အချိန်တွေအဲတရားရောက်ကပေါ့နော်ကိုနောက်ကျောဒါနဲ့ထိုးရတဲ့အချိန်တွေကိုချစ်ရတဲ့သူရကိုချစ်တယ်လို့ပြန်မချစ်တော့တဲ့အချိန်တွေပေါ့နော်အာဒီမိသားစုထက်ကောင်းတယ်လို့တွေးလိုက်တဲ့အဲလူတွေက မိသားစုလောက်မကောင်းဘူးလို့ခံစားနေရတဲ့အချိန်ကြီးမှာပေါ့နော်အမြဲတမ်းကျွန်တော်ကတော့အမြဲလုပ်တယ်ပေါ့နော်အဲ့လိုအချိန်ကြီးမှာခံစားရတဲ့အချိန်တွေဆိုဖုန်းဆက်ပြီးတော့အမေသားတောင်းပန်ပါတယ်အမေပြောတဲ့စကားတွေဒါနာမထောင်ခဲ့လိုက်ဘူးအမေဆိုအမြဲတမ်းပြောတယ်အဲတစိမ့်လို့ကမိဘထက်ပိုပြီးမကောင်းနိုင်ဘူးပေါ့နော်အဲကိုအောင်မတခါကြီးကြလို့ရှိရင်ကိုကိုကိုအတွက်တောင်းကိုမကြည့်ပေးနိုင်ဘူးပေါ့နော်အဲမိဘကဒါကြည့်ပေးတာပေါ့နော်ဟိုအမေတိုင်းဟိုပေါ့နော်တာသမီးတိုင်းကမပြောဖြစ်တဲ့အများဆုံးမပြောဖြစ်ခဲ့တဲ့စကားဆိုတာတော့အမေကိုချစ်တယ်ဆိုတဲ့စကားပေါ့နော်အတူတူရှိနေပြီမဲ့မပြောဖြစ် ်ထားတာတော့တော်တော်များများရှိပါလိမ့်မယ်ဟုတ်အာအမေကိုရမ်းချစ်ပါတယ်လို့ပြောချင်ပါတယ်ဒီထက်ပိုပြီးတော့ကြကြမ်းမမနဲ့အမတို့နဲ့ကြားရင်းနေသွားဖို့ရယ်ဒီတိုင်းပဲဟိုညီမရေလိုပဲဒီထက်ပိုပြီးတော့ပြပြရှင်းရှင်းနဲ့အာဘူဘွေးမှမရှိပဲနေဖို့ပဲမပြောနဲ့နဲ့တကယ်ကိုရှင်းနေရနေဒီနေ့ထက်ထိအမေကိုမှကျေးဇူးတင်တယ်လို့တော့အမေပြောချင်ပါတယ်ဟောအမေကိုအရင်လေးချစ်တယ်နောက်ပြအရင်လေးတတိယပါတယ်လို့အဲမေယုံငယ်အရင်ချစ်ပါတယ်လို့ လို့ပြောလို့ပြောမလဲပြန်ပြောခဲ့မိတာ ਈ တော့လဲတောင်းပန်ပါတယ်မိငယ်နဲ့တူတူအသက်ရှင်ရှင်တက်မမနဲ့အလားမအချားရှိပေးပါလို့ပြောချင်ပါတယ်ယေရှုပါ thank you